ဒီနေ့ကအဲဘာသာစကားနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်စကားကိုဖတ်တတ်တယ်ရေးတတ်တယ်ဒါပေမဲ့ပြောမထွက်လို့ပါအမပြောမထွက်လို့ဆိုတဲ့လူတွေအတွက်ကိုရီးယားမြန်မာနိုင်ငံမှာကပစ္စည်းပစ္စည်းနဲ့တော့အသေးသေးလေးအစားပို့ပါတာစကားရှိရယ်ဘယ်ဟာမှကော်ပီယူတာကော်ပီယူကြမလို့ပဲနဲ့ကိုရီးယားဘာသာစကားရှိရယ်ရုံးလုံးဘာသာစကားကလည်းမြန်မာစကားပဲဆိုတော့ ကိုကအင်္ဂလိပ်လိုလေ့ကျင့်နေလို့ပြောတယ်ဆိုရင်တော့မှာပဲဒီကောင်ပါလေးလာပြောနေရလဲယူနေရလဲကြောင်နေရလားဆိုရဲအဲဆိုရဲပတ်ဝန်းကျင်နဲ့ကြီးပြင်းခဲ့တဲ့သူတွေဆိုအင်္ဂလိပ်စကားပြောမထွက်တာထူးဆန်းမနေဒါပေမဲ့ကိုမြန်မာပြည်မှာနေရဆိုလို့ရှိရင်တော့ကိစ္စမရှိဘူးပဲနိုင်ငံခြားကိုရောက်လာတဲ့အခါတွေမှာသူတို့ဘာလို့ဘလို့ထင်နေဘလို့မြင်မြင်ဘသူ့မှာကြယူမဆိုင်ဘူးငါပြောချင်တာပြောမယ်ငါဆိုချင်တာဆိုမယ်ဆိုတဲ့စိတ်ဓာတ်နဲ့လာလို့ရှိရင်အကုန်လုံးအဆင်ပြေပြီးရင်ဒူဘိုင်းမှာကဒူဘိုင်းမှာက နင်းစနိုင်ရမားနေတယ်နင်းကနင်းကဘာလို့ grammar ရုပ်မမှန်တာသုံးတာလဲဘာလို့နင်းကဘဝန်းနေမှာဘတူးရုပ်သုံးတာလဲဘတူးတော့မဲ့နေမှာမနေ့ကပြစ်ခဲ့တဲ့ဟာကိုဘာလို့နင်းကဘဝန်းနဲ့ပြောနေရမယ်လို့ဘသူမှမပြောသူတွေလည်းတေချာတိချာတိရဲ့သူလည်းအဲ့လောက်တိခဲ့တယ်တိရဲ့သူနဲ့ကိုနဲ့အလုံးလုံးနေရရဲ့ဆိုရင်တော့ဘသူမှမဘလိမ်မလိမ်တဲ့နေရာကိုရောက်သွားရဲ့ဆိုလို့ရှိရင်လည်း give side ရပါအကြောင်းမှမရှိဘူး အခုကဘလို့ဘလို့မျိုးစိတ်မွေးရမလဲဆိုတော့အခုဥပမာကိုကိုစကားလာပြောရဲ့လူတွေစကားကိုကအကုန်နားလဲအဲ့တော့ तू နားလဲအောင်ကိုကဘလို့ပြန်ပြောရမလဲဆိုတဲ့ဟာကိုပြောလိုက်ရင်ရပြီဒီနေ့မနေ့ကမှဖြစ်ခဲ့တာမလို့1တုံးမယ်ကိုမတုံးရင်1တုံးမယ်ဆိုလဲ1တုံးလို့ကိုကအတန်တွယ်ကြီးရအတန်တွယ်ကြီးကမပြီးပြင်းဘူးဆိုလဲသူတို့နားမလဲဘူးအဲ့တော့ကိုသွားမယ်ဆိုကိုစားမယ်ဆိုဤ အိပ်မယ်ဆို sleep ဒါပဲအဲ့ဒါသုံးတိုင်ရပြီအဓိကသူတို့နားလဲတယ်ဆိုလို့ရှိရင်ရပြီကိုပြောကိုနဲ့ဆက်သွယ်နေရသူတွေအချင်းချင်းနားလဲနေနေဆိုရပြီဖိလစ်ပိုင်လူမျိုးကဘာအဆက်မှာမှာပဲကြားရင်တီးလိမ့်မယ်သူတို့ click 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 ပြောနေတာကြားရင်ကြားဖို့ရင်တီးလိမ့်မယ် အိန္ဒိယလူမျိုးကအိန္ဒိယအဆက်ပါမှာမြန်မာမှန်မြန်မာအဆက်ပါမှာပဲဒီမှာကိုရီကော်ဖီရှော့မှာလာတောက်တဲ့ customer တွေတောင်မှပဲကိုအဆက်ကြရဆိုရင်အင်းမြန်မာလားဆိုပြီးတန်းတည်းရဲ့ customer တွေရှိအဲ့လိုလူ customer ဘယ်လိုလူတွေဆိုသူတို့အိမ်မှာသူတို့မှာမြန်မာဝင်တဲ့သူတို့တခြားသူတို့ business တကူကူမှာမြန်မာဝင်တဲ့ရှိရသူဖြစ်ကောင်းဖြစ်နိုင်တယ်မဟုတ်ရင်သူတို့ရဲ့ housemaker မြန်မာဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ကြားလိုက်တာနဲ့အဲ့ကိုရဲ့အတန်းအဆက်ကိုကြားလိုက်တာနဲ့ဒါမြန်မာလားဘာလားဒီနိုင်ငံမှာလုံလုံသမားအများစုက ဖိလပိုင်နိုင်ငံသူတွေပြီးအိန္ဒိယတွေဆိုတော့သူတို့အဲ့ဒီအဆက်အနေနဲ့ကသူတို့ရင်းနှီးပြီးသားဘာမှဒူးဆန်းဒူးဆန်းနေဘူးကိုရီးမြန်မာလည်းမြန်မာအတန်ကြီးကပါနေရပဲဆိုတော့သူတို့ကြားတာနဲ့တည်တယ်ဘဘူးမှလည်းဘလိုအတန်ကြီးကပြောနေတာလေသူလည်းဘဘူးမှမပလိမ့်နေဘူးမလိမ့်နေလည်းကယူဆိုင်ကြပါအကြောင်းမှမရှိဘူးကိုပြောတာသူပြောတာကိုနားလဲတယ်ကိုပြန်ပြောတာသူနားလဲဆိုတန်ပြီးပြီကိုရီးယားဒီကိုအင်္ဂလိပ်စာစာသင်မလို့လာတာလည်းမဟုတ် အလုံးလုံးပဲပတ်စံရှာမယ်လာစားယူမယ်ကိုနိုင်ငံကိုအချိန်တိုင်းနိုင်ငံအစဉ်ပြည်ရဲ့ဆိုရှင်ကိုနိုင်ငံကိုပြင်မယ်ဆိုတဲ့စိတ်နဲ့လာတာအဲဆိုတော့ကိုကို confidence ရှိရှိနဲ့လုပ် confidence ရှိရှိနဲ့ပြောပြောထောင်ပြောပြောမထောက်ဘူးလို့ရှင်မှန်ကြည့်ပြီးတော့ပြောဒါပဲရှိပြီးရင်ကိုကအဲ့ရ no wish ဆိုတာနဲ့အင်္ဂလိပ်စာအကြောင်းစဉ်းစားငါအဲ့ရ no wish ဆိုလို့ရှင်ကအင်္ဂလိပ်စကားလုံးလေးတွေကိုကစဉ်းစားပြီးရင်ကိုရိုင်းနောက်မှပဲဘယ်လိုစဉ်းစားလဲဆိုတော့တခုခု မြန်မာပြည်မှာတော့ကိုကစိတ်တူတယ်ဆိုလို့ရှိရင်မြန်မာစကားနဲ့ရန်ဖြစ်ရဖြစ်တဲ့အတွက်အရန်လွယ်ပါဇက်ကကွန်နက်ထွက်တယ်ဒါပေမဲ့ဒီမှာကျတော့အင်္ဂလိပ်လိုပြောနေရဖြစ်တဲ့အတွက်ကြောင့်မလို့တော့မှာပဲအဲ့လိုမျိုးသူများကိုရန်တွေးချင်တယ်ဆိုလို့ရှိရင်ဘယ်လောက်ထိကြိုးစင်စားပါလဲဆိုရင်အိမ်ရတဲ့ကြိုးစင်စားပါသူ့ကငါဘလို့ဘလို့ပြန်ပြီးတော့ပြောရင်ကောင်းမလဲဆိုပြီးတော့ပြန်စင်စားပါအဲ့လိုမျိုးစဉ်းစားရင်စဉ်းစားရင်စဉ်းစားရင်လည်းသူ့ဘာသူအော်တိုမက်တစ်သူ့ဘာသူအုံနောက်ကအလုပ်လုပ်သွားလိမ့်မယ်။ဒီရန်ကြီးဘာမှဝါရီများနေကြမလို့ ပြောရဲဖို့ဆိုရဲဆိုရပဲပြီးရင် coffee shop ရဲ့ဘာတွေမှာဆိုလို့ရှိရင်လဲကိုနဲ့သူနဲ့ကဟိုဧည့်တယ်လာလို့ဧည့်တယ်လာလို့စားပြပေးရမှန်ပေမဲ့ကိုအိမ်ကိုလာတဲ့အင်ရှင်အဲအဲဧည့်တယ်ကိုအိမ်ကိုလာလေတဲ့ဧည့်တယ်လည်းမဟုတ်ဆန်အောင်လာတဲ့ဧည့်တယ် coffee တောက်ဖို့လာတာအဲ့တော့သူတို့ coffee ကမှားတယ် coffee ရဲ့နာမည်ကိုကိုနားလဲတယ်သူတို့ဘာဘာထည့်ခြင်းနဲ့အချိုးလျှော့မယ်အချိုးပိုမယ် ဒါမှမဟုတ်ပူပူခြင်းနဲ့ပူအေးခြင်းနဲ့ရေခဲပူထည့်ပေးခြင်းနဲ့အဲ့လောက်ကြီးနားလည်နေတောင်မှပဲ coffee ဆိုင်တွေမှာလုပ်လို့လို့ရတယ်နိုင်ငံမျိုးဒီနိုင်ငံဒုငယ်ဒူဘိုင်းမှာကြာအဲ့တော့တခြားနိုင်ငံတွေကတော့မသိဘူးဒီမှာကတော့အစင်ပြေကိုကိုဘက်က coffee ရင်ရှိရှိနဲ့ပြောတတ်ဖို့နဲ့မကြောက်ဖို့ရယ်ပြီးရင်ဒီယူမဆိုင်ဖို့ရယ်ရှက်စရာမလိုတော့မရှက်ဖို့ရယ်အဲ့အဲ့တွေးကောင်းနေမှာထည့်ထားရင်ရ Everything is fine. Trauma, né? Eh?